ြောပြပါနော်တခါတော့ကဟိုသတ္ထတန်ခါနာတင်တယ်ဆိုကြားဘူးတယ်နော်သတ္ထတန်ခါနာတင်တော့ပထမဆုံးဥက္ကရာဆရာတော်ကြီးကညောင်ရမ်းဆရာတော်ကြီးရောမန္တလေးကညောင်ရမ်းဆရာတော်ကြီးဆရာတော်ကြီးရဲ့တတ်တော်ကြီးလို့လုံတော့ဒုတိယဥက္ကရာတင်ခိုင်းတာကအခုမန္တလေးမစိုးရင်တိုက်ဆရာတော်ကြီးကဥက္ကရာဖြစ်ဆရာတော်ကြီးကဥက္ကရာဖြစ်တော့မန္တလေးမစိုးရင်တိုက်မှလည်းတန်ခါတွေကအများကြီးကိုစာသင်သားတွေကရှိတော့ဒီမှာအများတိုင်းမနေနိုင်ဘူး ဒီကိစ္စပြီးမန္တလေးပြန်မန္တလေးကိစ္စပြီးရန်ကုန်လာပေါ့ဗျာမန္တလေးနဲ့ရန်ကုန်နဲ့ကူးနေရတယ်အဲဒီတုန်းကတော့ယထာနဲ့ပေါ့နော်အဲ့တော့ဆရာတော်ကြီးသွားမယ်ဆိုရင်အထူးယထာအထူးရွဲချိတ်ပေးတယ်အဲ့ဒီကအထူးရွဲရှိတယ်ဥစ္စာမင်းကောင်းဆရာတော်ကြီးလက်ထက်တိအထူးရွဲရှိတယ်သူတို့တိပိကပြီးကစားတွေရှိသေးတယ်သူတို့ပြန်တော့ဥစ္စာမှတ်မိတယ်အထူးရွဲဆိုတာကအာအိမ်သားရေချိုးကန်းပါတယ်အိတ်စင်နှစင်ပါတယ်ထိုင်ကုန်ပါတယ်ဆမင်းသားစပါးဘာညာအကုန်ပါတာပေါ့ဗျာနော်အဲဖို့အိတ်စင်လည်းနှစင်ထိုင်ကုန်လည်းနှစ်ခုနဲ့ပေါ့နော်အမျိုးတွေအမျိုးချိတ်ပေး ချိတော့ဆရာတော်ကြီးကတခါတော့မန်းလျက်နေပြီးတော့ရန်ကုန်တန်ခါနာကိစ္စနဲ့ပြန်လာအခုသားစီနေရန်တော့နေတူတယ်နောက်တစ်ခါကျတော့ရန်ကုန်ကငွေစင်းမင်းကြီးတယောက်သူငွေစင်းကိစ္စနဲ့ပြာစီသွားအပြန်ကြရထားလက်မှတ်ပြတော့ရထားလက်မှတ်ကအဲ့တော့ခက်တယ်လေမရတော့သူတွေ့ကချောင်းတဲ့တွင်းနဲ့လိုက်မယ်ဆိုလိုက်ရှာတော့ဆရာတော်ကြီးတွေ့တွေ့တခြားတွေ့တွေ့အကုန်ပြေးနေတာအဲ့ဆရာတော်ကြီးစီဆရာတော်ဒီလိုတော့ဘာဝန်နှမ်းမှာပေါ့နော် အဲကိစ္စကြည့်လို့ဒီရုပ်ဘောပြန်မအောင်ယထာလမလာမရလို့ဆရာတော်တွဲမှာလိုက်လို့ရမရဖျားဆိုတော့အာတခါကြီးလိုက်ခဲ့ချောင်းတာပဲဆိုအဲ့ဘောယထာဘောတက်လိုက်သွားရပေါ့လမ်းကြတော့စကားပြောနေဥက္ကရာဆရာကြီးမှသိတဲ့ခါကျတော့ရှောက်သွားတယ်တခါကြီးကအရှင်ဖျားဘယူတော့ကြုံတုံးလေးနိဗ္ဗာန်ရောက်ကြောင်းတရားများချီးမြှင့်တော်မူပါဖျားလို့ရှောက်သွားတယ်ဆရာတော်ဆရာတော်ကြီးကစကားကြီးနိဗ္ဗာန်ရောက်ကြောင်းတရားဟောခိုင်းအောင်ခမညာနိဗ္ဗာန်တကယ်လိုချင်လို့လားလို့မြည်တော့အာရှင်ဖျားဗုဒ္ဓဘာသာပဲဖျားလိုချင်တာပေါ့လို့ဆိုတာ တခါကြီးဟုတ်ရင်လားတခြားစဉ်းစားမှာဟာလိုချင်မှသာတခါကြီးอ่ะအဲ့လိုဆိုတခါကြီးကြောက်မေးမြဗျာလို့ပြောအခုတခါကြီးဒီသားစီလာတယ်ရန်ကုန်ကနေနေဗန်လာရှာသားလားစီးပွားလာရှာသားလားလို့မေးတာတယ်လာသားဘာကိစ္စတားလဲအစိုးရကိစ္စနဲ့ဆိုတော့နေဗန်ရှာသားလားစီးပွားရှာသားလားစီးပွားရှာသားဥစ္စာသွားရှာသားပေါ့ဟုတ်တယ်မဟုတ်လားအဲ့ကျမတခါကြီးကလည်းပညာရတ်ဆိုချက်ချင်းတန်းတဘောဟာအမှန်မှန် ဒီတော့စကားမသွားလို့ပါဗျာတိခမတိခမလည်းကြောက်ဟုတ်လားအဲ့ဒီတော့မှဆရာကြီးကမိတ်နေတယ်ဒကာကြီးပတ်ထားလို့ပြောတယ်နောက်တစ်ခါဘုန်းကြီးတွေနဲ့တွေ့ရင်ခင်ဗျာနိဗ္ဗာန်ရောက်ကြောင်းတရားဟောတော်မူပါဗျာလို့မရှောင်းနဲ့နိဗ္ဗာန်လိုချင်စိတ်ပေါက်အောင်တရားဟောတော်မူပါဗျာလို့ရှောင်းလို့ပြောတာလေဟုတ်လားအဲ့အဲ့တော့ဦးဇင်းတို့ကနိဗ္ဗာန်ကုသိုလ်လုပ်တိုင်းဆုတောင်းကြတယ်တကယ်လိုချင်သလားလို့မေးရင်တကယ်တော့ခုနကဒကာကြီးတို့လိုချင်တယ်လို့ဖြစ်နေတာဗျာနော် တကယ်တော့တည်းမလို့ခြင်းမှုရဲ့ဟုတ်လားဟုတ်လားအခုစမ်းလိုက်ကိုလိုခြင်းတဲ့ဟာတွေခင်ဗျားတို့ရအောင်မရှာဘူးလားကဲရှာပါဘူးခင်ဗျာဒါကြီးတို့ပတ်စံလိုခြင်းမလားရှာတော့နေဘူးဘူးမိုးရွာရာရှာပါဘူးအာပင်မခံရှာတယ်အသက်ဆောင်ပြီးတော့ရှာတယ်လေဟုတ်တယ်မဟုတ်လားနေဗန်လိုခြင်းတယ်ပြောတယ်အဲ့လောက်ကြီးရှာဘူးလားဆိုတော့ရှာဘူးပြောအဲ့ဒါကလိုခြင်းသလားမလိုခြင်းသလားနေဗန်နဲ့ပတ်စံဘယ်ဟာလိုခြင်းလဲဆိုဘယ်လိုပြောအောင်လဲ အဲ့ဒါပဲဟုတ်တယ်မဟုတ်လားအဲ့ဒီတော့ဦးဇင်းတို့ကသာသနာနဲ့ကြုံကြိုက်တော့အနိဗ္ဗာန်လိုချင်လဲလိုချင်စိတ်ပေါအောင်မွေးကြရတာပေါ့ဗျာဟုတ်တယ်မဟုတ်လားအေးဟုတ်တယ်မဟုတ်လားဟိုနောက်ဆရာကြီးတပါးကြောစာချည်သေးတယ်အော်မမင်းတို့ကနိဗ္ဗာန်ရရပါလို့နိဗ္ဗာန်ကရဖို့ရမခက်ဘူးဗျာလို့ပြောတာတယ်ဟုတ်လားလိုချင်မို့ရကပါလဲခက်တာတယ်ဟုတ်လားလိုချင်ရင်ဟိုခမတို့တကယ်စမ်းသပ်ကြည့်တိုင်းလေပတ်စံရှာတဲ့လောက်တာနိဗ္ဗာန်ရှာကြည့်ခင်ဗျာ ရနိုင်တယ်အခုဘွားတယ်ဟုတ်တယ်ဟုတ်လားအေးအဲ့တော့မြတ်စွာဘုရားအဲ့လိုဖြစ်မှာဆိုလို့ကုသလူတိုင်းလက်တံဘာတောင်းခံတာတော့အေးသေယံပဋိဌဘိခဝေသေယံပဋိတဝါနာဒါနန္တတပံသီလံသမာဓိတပံဘာဝနာဘာဝိတပါမင်းတို့ဘာကုသူပဲလှုပ်လှုပ်နိဗ္ဗာန်ကြီးပဲတောင်းနိဗ္ဗာန်ကြီးပဲဥတည်ရထားပြီးတော့လှုပ်လို့ဒီလိုမိန်တာပေါ့ဟုတ်တယ်ဟုတ်လားအေးခုဒီကကြီးတို့ကဒါဒီထက်ယောဂီတရားသမားစီတော့ပြောတာပြောတာလို့တောင်းတော့တောင်းကြမှာပါဒါပေမဲ့ စိတ်ပါလက်ပါလည်းဖြစ်အောင်တော့ဘိုးအရေးကြီးတာပေါ့ဗျာဟုတ်တယ်မလားအေးအေးအခုလည်းကုသိုလ်ကောင်းမှုတွေလုပ်ကြတယ်ငါတို့ဒီနေ့လုပ်တဲ့ကုသိုလ်ကောင်းမှုအစူးစူးဒါဒီပြည့်ဆရာတော်သုံးမလှူရတာပေါ့နော်အဆုံးလက်ကြတယ်အနောက်ကမှာဝိတ္တလိုလည်းလှူရမှာဆိုတော့ငါတို့ဒီနေ့လုပ်တဲ့ကုသိုလ်ကောင်းမှုအစူးစူးကြောင့်မြတ်စွာဘုရားရှင်မိမတဲ့အတိုင်းမြတ်စွာဘုရားရှင်သာသနာနဲ့ကြုံတွေ့ရမှသာသိရတယ်မြတ်စွာဘုရားရှင်သာသနာရဲ့အနှစ်ဖြစ်တဲ့နိဗ္ဗာန်ဟုတ်လား အခုလုံနေတာလည်းသာသနာတွင်လုံနေကြတာကိုဟုတ်လားသာသနာတွင်ကုသိုလ်အဆုစုကြောင့်သာသနာရဲ့ပန်းတိုင်သာသနာရဲ့ဥတည်ရဲ့ဖြစ်တဲ့နိဗ္ဗာန်ကိုအများဆုံးရရပါလို့ဤနိဗ္ဗာန်ကိုအာယုံပြုတ်ပြီးတော့စုတောင်းရည်စက်ချကြပါဗျာနော်